အခုလိုချက်တွေကြောင့်တရုတ်ပြည်ကမင်းသမီးတွေအားကြောင်းလောက်တဲ့အထိရှန်ရှန်တောက်နာမည်ကြီးနေတဲ့မီမီကိုကို မြန်မာပြည်မှာမျက်နှာလိုက်မှုတွေနဲ့အနှိမ်ခံခဲ့ရပြီးမြန်မာပြည်ကအမင်းသမီးတွေကပါအားကျစရာရည်ချင်းတွေကြောင့်နာမည်ကြီးနေတာကတော့မိမိကိုကိုပဲဖြစ်ပါတယ်။မိမိကိုကိုကအခုဆိုရင်တော့တရုတ်နိုင်ငံကနာမည်ကျော်မင်းသမီးတွေနဲ့အတူရုပ်ရှင်ကားတွေတွေ့ရဖို့အတွက်တောင်းကမ်းလှမ်းမှုတွေကိုရရှိနေခဲ့ပါပြီ။ဒီလိုဖြစ်လာခဲ့ရတာကသူမရဲ့ထူးချွန်ပြောင်းမြောင်းလို့နဲ့တရုတ်ဆောင်ရည်ချင်းတွေကြောင့်ပဲဖြစ်ပါတယ်။အထူးသဖြင့်ပထမဆုံးအနေနဲ့ခေါင်းဆောင်မင်းသမီးနေရာကနေပုံပုံရိုက်ကူးခွင့်ရခဲ့တဲ့သမင်သမီးနှင်းစီရုပ်ရှင်စကားကြီးမှာလက်ဖြားခါလောက်စရာရည်ချင်းတွေကိုပါချပြနိုင်ခဲ့ပါတယ်။ဒီအတွက်ကြောင့်မြန်မာရုပ်ရှင်ထူးချွန် ွန်စုအကယ်ဒမီစုနဲ့လည်းခြေတလန်းအကွာကနေနီကက်ခွန်ရရှိခဲ့ပြီးမြေကန်အကြောင်းမတိုက်ဆိုင်သေးတာကြောင့်လွဲချော်ခဲ့ရပါတယ်။အခုတော့သူမရဲ့အရေးချင်တွေကိုအတိမတ်ပြုတဲ့အနေနဲ့တရုတ်နိုင်ငံကနိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးမှာအမြင့်မားဆုံးဆုတစ်ခုကိုအခုလိုမျိုးပဲရရှိပိုင်ဆိုင်ခဲ့ပါတယ်။ဒီစုကြီးအားဆိုရင်တော့တခြားသောနိုင်ငံတကာကရုပ်ရှင်ကားတွေများစွာတွေကမှအကောင်းဆုံးလက်ရအမြောက်ဆုံးချီးကျူးခံရဖို့အတွက်အထိုက်တန်ဆုံးရုပ်ရှင်ဇာတ်ကားကိုပေးအပ်ခဲ့တဲ့ဆုတစ်ခုပါရှင်။ဒါကိုပရိသတ်အချစ်တော်မြတ်မထိတ်တဲမင်းသမီးမိမိကိုကိုပအဝင်တယောက်ဆောင်ထားတဲ့တပင်တယ်မြနှင်းစီရုပ်ရှင် စကားကြီးကမြမကိုစားပြုအနေနဲ့ရရှိပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုစုကြီးကိုတင်ပိုက်ရရှိခဲ့တာကတပင်းတဲ့မြန်းင်းစီအခွေသားတွေအားလုံးအတွေ့ဂုံယူဝမ်းသာခဲ့ရုံသာမကမြမရုပ်ရှင်လောကတစ်ခုလုံးကိုလည်းနိုင်ငံတကာအလဲမှာမျက်နှာရအောင်လှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံမှာဥဆောင်ကျင်းပတဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးမှာထူးချွန်ရုပ်ရှင်စုကြီးကိုပိုင်ဆိုင်ခဲ့တဲ့အတွေ့မင်းသမီးလေးမီမီကိုကိုကလည်းအရန်ကိုဝမ်းသာပျော်ရွှင်နေတာကိုတွေ့ရပါတယ်ရှင်။သူမအနေနဲ့ကတော့အကယ်ဒမီရတယ်မရတယ်ဆိုတော့တဲ့သူမတို့အဖွဲ့သားတွေကြိုးစားခဲ့ရတဲ့အထုံ ူတွေကိုအတိအမှတ် ပြုဖို့လိုချင်ခဲ့တာပါအခုတော့တမူထူးခြားတဲ့စကားကောင်းတစ်ခုအနေနဲ့နိုင်ငံတကာကအတိအမှတ်ပြုပြီးတော့စုချင်းမြင်ခဲ့တဲ့အတွက်ပြောမပြတက်အောင်ဂုဏ်ယူဝမ်းသာနေရပါတယ်မြန်မာနိုင်ငံမှာအတိအမှတ်ပြုမခံခဲ့ရပေမယ့်နိုင်ငံတကာကပညာရှင်တွေကအတိအမှတ်ပြုခဲ့တဲ့အပေါ်မှာတကယ့်ကိုဝမ်းနဲ့ဝမ်းသာစိတ်တွေနဲ့မျက်ရည်တောင်ကြာခင်မိကြပါတယ်လူငယ်ဒရိုက်တာမင်းဆက်တကလည်းသူတို့လိုလူငယ်တွေတက်သစ္စာတွေကိုအရေးပေးတဲ့နိုင်ငံတကာကိုချစ်ဆက်မှုအတွက်ပို့ပြီးတော့စူးစမ်းခြင်းစိတ်တွေပြင်းထန်လာခဲ့တယ်လို့လည်းဆိုပါတယ်နိုင်ငံတကာအတိအမှတ်ပြုစုကိုရခဲ့ ုံသာမကရုပ်ရှင်ပွဲတော်ကြီးမှာတွေ့ဆုံခဲ့တဲ့တခြားသောအမှုပညာနဲ့ပတ်သက်တဲ့ပညာရှင်တွေမြန်မာမင်းသမီးတွေကလည်းအလုပ်အတူတွက်လုပ်ခြင်းနဲ့ဆိုပြီးကံလန်စကားတွေကိုတောင်ကြားခင်ရပါတယ်။တရုတ်မင်းသမီးလေးတယောက်ဆိုရင်မြန်မာရုပ်ရှင်မင်းသမီးမိမိကိုကိုနဲ့အတူတွဲပြီးတော့တရုတ်ဆောင်ခြင်းမာတဲ့ဆိုပြီးတော့လာမိတ်ဆက်ပြီးတော့ဂုဏ်ယူစွာနဲ့ပြောခဲ့ပါတယ်။အကောင်းဆုံးရုပ်ရှင်ကားကြီးစုကိုရရှိခဲ့တဲ့ဆိုပြီးမယ်ဒီဆက်ကားရဲ့အဓိကဆက်ဆောင်မင်းသမီးဖြစ်တဲ့မိမိကိုကိုရဲ့တရုတ်ဆောင်စွန့်ရည်ဘလောက်ထိကောင်းနေစွာကိုလည်းသီးသန့်ထုတ်ပြီးတော့ချီးကျူးခဲ့ကြသေးပါတယ်။တချို့နိုင်ငံတကာကနာမည်ရမင်းသမီးတွေ ်ဆိုရင်လည်းမမီကိုကိုနဲ့အတူဓာတ်ပုံရိုက်ချင်ပါတယ်ဆိုပြီးတော့ခွန်းတောင်းခဲ့ကြတာကြောင့်ပို့ပြီးတော့မျက်နှာပွင့်ခင်ရပါတယ်။ဒါရီကိုကြည့်ခြင်းအဖြစ်မင်းသမီးမမီကိုကိုနဲ့တမင်တယ်မြနှင်းစီရဲ့စွမ်းဆောင်ချက်တွေကနိုင်ငံတကာအလဲမှာဘလောက်ထိလွှမ်းမိုးနိုင်တယ်လဲဆိုတာမြင်သာစေပါတယ်။ကိုမြန်မာနိုင်ငံကပေးရတဲ့အကယ်ဒမီမဟုတ်ပေမယ့်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးကကော်စော်နီဘောမှာဂုံစွာရှောင်းလန်းခွင့်ရခဲ့တဲ့အချိန်ကဘဝအတွက်ဂုံအယူရဆုံးဖြစ်ခဲ့မှာပါ။ဒါကြောင့်ပြည်သက်များစွာနဲ့ကျူးမမီကိုကိုရဲ့မိခင်ကြီးနဲ့ဆွေမျိုးညီအစ်မတွေကလည်းအကယ်ဒမီရတာထက်တောင်ပိုဝမ်းသာနေ ကြပြီးတော့အားရကျေနပ်နေခဲ့ကြပါတယ်။အခုဆိုရင်တော့နိုင်ငံတကာမှာအတိမတ်ပြုစုတွေလည်းရရှိပိုင်ဆိုင်ခဲ့ပြီးဖြစ်သလိုနောက်ထပ်လည်းနိုင်ငံတကာကိုထိုးဖောက်မဲ့ရုပ်ရှင်ကားတွေရိုက်ကူးဖို့အတွက်ခွန်အားတွေရရှိလာခဲ့ကြပါပြီရှင်။တရုတ်ပြည်ကအမျိုးသမီးတွေနဲ့နိုင်ငံတကာအမှုပညာရှင်တွေကပါအားကြချီးကျူးရတဲ့အထိအခုလိုအရေးချင်းနေပြောနေတဲ့မြမကုံစာအမျိုးသမီးချောင်းလေးမိမိကိုကိုအတွက်ပြည်သက်ကြီးတို့ကလည်းဂုဏ်ပြုစကားလေးတွေပြောသွားပေးခဲ့ကြပါအောင်နော်။